အရင်တုန်းကဆိုရင်အကောင်နဲ့ဆိုမျှတာချင်ပေမဲ့အရွယ်တစ်ခုရောက်လာတော့ကောင်းနာတွေပဲပို့လို့ချင်လာတယ်လို့ဖွင့်ဟလာခဲ့တဲ့ဖူဖွေဖူဖွေကတရုတ်ဆောင်မင်းသမီးတွေထဲမှာသူများနဲ့မတူတဲ့အဝတ်အစား fashion မကြာခဏပြောင်းလဲတတ်တဲ့စပင်ပုံစံအယောင်များကြောင့်နာမည်ကျော်ကြားသူတယောက်ဖြစ်ပါတယ်ဖူဖွေရဲ့ fashion များကလည်းလူငယ်မင်းလေးတွေကြားထဲမှာအမြဲလိုလိုခေစားပြီးစောင့်ကြည့်ခင်ရတဲ့မင်းသမီးတူလည်းဖြစ်ပါတယ်ရှင် ဖူဖူရဲ့နာမည်အရင်းကရွှေရီကိုဖြစ်ပြီးတော့အနုပညာလောကကို2009ခုနှစ်ပတ်ဝန်းကျင်လောက်ကဝင်ရောက်လာတာဖြစ်တဲ့အတွက်အခုဆိုရင်အနုပညာလောကမှာဆယ်စုနှစ်တစုကျော်အောင်မြင်စွာရည်တည်နိုင်တဲ့သရုပ်ဆောင်တူလည်းဖြစ်လို့နေပါပြီ။ဖူဖွေးကမိုးကုတ်စာတီဖြစ်ပြီးလက်ရှိအောင်မြင်နေတဲ့တရုတ်ဆောင်ဝင်းမုံရှိင်းနဲ့လည်းညီမတွင်ခွဲတော်ဆက်သူဖြစ်ပါရယ်။ အကယ်ဒမီမင်းသမီးလေးဖြစ်ပေမဲ့ဟိဟန်ကဲမဲ့ပြီးတော့ချစ်ဖို့ကောင်းတဲ့အမူအရာတွေကြောင့်သူမကိုပြိသက်တွေကအချစ်ပိုကြတာပါဖွေးစင်လေးကသူမလေးငယ်ဘွားကနေစပြီးအောင်မြင်မှုလမ်းကြောင်းပေါ်ရောက်လာတဲ့အထိသူမရဲ့ဘွားမှတ်တိုင်တွေကထင်ရှားလှပါရဲ့ရှင်။ပြီးခဲ့တဲ့2021ခုနှစ်ကလေးကပရိသတ်တွေရှိကနေပြောက်ွယ်ခဲ့တဲ့ဖူဖွေးက2025ခုနှစ်မှာဇက်ကားတွေပြန်လဲရိုက်ကူတော့မှဖြစ်တဲ့အကြောင်းကြော်ညာထားခဲ့တာမျိုးပရိသတ်တွေကဝမ်းသာနေခဲ့ကြပါရဲ့။ အခုချိန်မှာတော့ပြည်သက်ချက်ခင်မှုကိုအခိုင်အမာရရှိထားတဲ့အကယ်ဒမီဖွဖွေးကအရင်တုန်းကဆိုရင် အကောင်နဲ့အဆိုးများတာချင်ပေမဲ့အရွယ်တစ်ခုကိုရောက်လာတဲ့အချိန်မှာကောင်းနာတွေပဲပိုလို့ချင်လာတယ်လို့အခုလိုဖွင့်ဟခဲ့ပါတယ်။အရင်တုန်းကဆိုရင်အကောင်နဲ့အဆိုးများတာချင်နေအခုအရွယ်တစ်ခုရောက်လာတော့ကောင်းနာတွေပဲပိုလို့ချင်ပိုဖြစ်ချင်လာတယ်အဆိုးတွေရောအောင်တော့စူးစမ်းနေစေပါစေအေးချမ်းမှုငြိမ်နေတဲ့နောက်တွေပိုပြီးတော့ live ဖြစ်ချင်လာတယ် အားလုံးလည်းကိုဖြစ်ချင်တာကိုဘယ်သူကမှမထိခိုက်စေပဲရနိုင်ကြပြီးကိုမလို့ချင်တာကိုလည်းရအောင်ရင်ပြန်နိုင်ကြပါစေ။မိသားစု၃ယောက်ရဲ့တိတ်ဆိတ်တဲ့မြန်မာနှစ်သက်လေးတရက်ပါလို့အကယ်ဒမီဖွေးဖွေးကပြည်သက်တည်အောင်အခုလိုပဲဖွင့်ဟလာခဲ့တာဖြစ်ပါရဲ့ရှင်။သူမကတော့သူမရဲ့ဖခင်ဆုံးပါသွားပြီးတဲ့နောက်မြန်မာနေဆန်းတရက်နေ့မှာဆိုရင်မိသားစုဝင်၃ယောက်ကပဲအင်းရှိဖခင်ရည်သက်ပေးခဲ့ပြီးတဲ့နောက်ငလျင်ဘေးအတွက်တန်300အလှူနဲ့ငွေကြေးတွေကိုစုပေါင်းလှူဒါန်းခဲ့တာဖြစ်ပါတယ်။ ဖဖွေကတော့ငလျင်ပေးတဲ့သူတွေကိုငွေကြေးတွေရခဲလူခန်းခါခဲ့တယ်လို့မန္တလေးမှာလည်းထမင်းဘူးတွေကို၄ရက်ဆက်တိုက်လူရန်ခဲ့တာပဲဖြစ်ပါရဲ့ရှင်။နစ္စန်တရက်နှစ်တန်300အလူအတွက်မောင်လေးတန်နီဆိုက340ချင်မာမဆန်နီနဲ့တပည့်များကိုရီးယားက10သိန်းချင်ညီမာပူပူက10သိန်းရဲ့ဖွေးရိုမီတာဆိုက49သိန်း5000စုစုပေါင်း109သိန်း5000မှာ ငလင်ဘေးဖြစ်ကြတဲ့ကမှားထားတာနောက်ကျပြီးတော့မရောက်လာတာမို့ပြန်လဲထူထောင်ဖို့လုပ်နေတဲ့သူတွေယာယီနာလို့ရအောင်လို့အပ်တဲ့နေရာတွေကိုလှူရန်သွားပါမယ်ရှင်ဒီနေ့ပိရက်မို့မနက်ဖြန်မှာကားငှားပြီးသွားတည်ရပါမယ်အလူပါဝင်ပေးကြတဲ့မောင်နှမများကိုလည်းအထူးကျေးဇူးတင်ပါတယ်နတ်လူသားတို့ခေါ်စေတော်လို့သူမကဆက်လက်ပြောပြခဲ့တာပဲဖြစ်ပါရဲ့ရှင်